မန္တလေးတိုင်းရဲ့အထင်ကြီးရပဒမြားမြေမိုးကိုမြို့တဲကိုစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေပြန်လည်ဝင်ရောက်ပြီးနေရာယူထားကြပါပြီ။ DNL နဲ့ PDF တွေထိန်းချုပ်ထားတဲ့ဒီမြို့ကိုစစ်ကောင်မရှင်ကပြန်လည်ဝင်ရောက်လာတာဖြစ်ပြီးဒေသခံအများစုကတော့ကြောက်လန့်နေပြီးနေရဆွန့်ခွာနေကြပါပါတယ်။မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် MTN PDF ပြောခွင့်ရကိုအော့စမွန်က28ရက်နေ့ကလေးကစစ်ကောင်စီတပ်တွေမိုးကိုမြို့တဲဝင်ရောက်လာတာကိုအတည်ပြုပါတယ်လို့စစ်ကြေပလပေါင်းကိုပြောကြားခဲ့ပါတယ်။လက်ရှိမှာဝင်ရောက်လာတဲ့စစ်အင်အားကိုတော့စစ်စစ်နေစဲလို့ဆိုပါတယ်။ ပုံမှန်ဆိုရင်လူစီကားလေးရှိတဲ့ချက်ပြန်နိုင်စင်ဝင်းကျင်တဲ့ဆိုင်တန်းတွေဟာအခုတော့6ကက်လို့နေပါတယ်ဒေသခံ90ရာခိုင်နှုန်းလောက်ဟာစစ်တပ်ပြန်မဝင်လာခင်ရပ်ပိုင်းကလေးကကြိုတင်သတင်းရလို့ရန်ကုန်နဲ့အညာဒေသတွေစီထွက်ပြေးတင်းရှောင်သွားကြပြီလို့မြို့ကန်တွေကဆိုပါတယ်ဒေသခံတွေရဲ့ပြောကြားချက်အရစစ်တပ်မဝင်ခင်နိုဝင်ဘာလလယ်ကလေးကစစ်ကောမရှင်အုပ်ချုပ်ရေးဝန်ထမ်းတွေစတင်ဝင်ရောက်လာပြီး DNLC ကနေလုပ်ငန်းတာဝန်တွေလွှဲပြောင်းယူခဲ့တယ်လို့သိရပါတယ် DNLC ဟာ နောင်ချိုကြောင်မဲတီဘောမျိုးတွေကိုလက်လွတ်လိုက်ရပြီးနောက်တရုတ်နိုင်ငံရဲ့ဂျားဝင်ဖိအားပေးမှုတွေနဲ့အတူမိုးမိတ်နဲ့အခုမိုးကုတ်မျိုးကိုပါစစ်ကောင်မရှင်လက်ထက်အဖို့သဘောတူညီခဲ့တာပါတစ်စညာနှစ်ခုဆစ်စင်ရေးကာလအတွင်းသိမ့်ပိုက်ခဲ့တဲ့မျိုးပေါင်း၅မျိုးကို TNL ကလက်လွတ်ခဲ့ရပြီးလက်ရှိမှာတော့ကုတ်ခိုင်နမ်ဆန်နန်ခမ်းအပါဝင်မျိုးခုနှစ်မျိုးကိုသာဆက်လက်ထိန်းချုပ်ထားနိုင်ပါတော့တယ်